အာဖဂန်နစ္စတန်ကိုအုပ်ချုပ်နေတဲ့တာလီဘန်ဖွဲ့ဟာကြီးမားတဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေကိုအင်တိုက်အားတိုက်ဆောင်ရွက်နေတာဟာကမ္ဘာမီဒီယာတွေရဲ့ခေါင်းကြီးပိုင်းသတင်းတွေမှာမကြာခဏဆိုသလိုပါဝင်လာပါတယ်။အများစုကဒါကိုရိုးရှင်းတဲ့တိဆောက်ရေးလုပ်ငန်းတွေပဲလို့ထင်မှတ်နေကြပေမဲ့ဒီလှုပ်ရှားမှုတွေရဲ့နောက်ကွယ်မှာပိုပြီးနက်နေတဲ့မဟာဗျူဟာမြောက်ထိန်းချုပ်ရေးရည်ရွယ်ချက်တွေရှိနေပါတယ်။ဒီစီမံကိန်းတွေဟာအာဖဂန်နစ္စတန်ရဲ့ရေအေးမြစ်တွေကိုစီမံခန့်ခွဲနိုင်ဖို့စွမ်းအင်ကဏ္ဍကိုချုပ်ကင်နိုင်ဖို့ ਨੇ အရေးကြီးဆုံးကတော့မြေကြီးအောက်မှာဟွက်ထားတဲ့ ဒေါ်လာထရီလီယံနဲ့ချီတဲ့တယံသာဒပစ္စည်းများကိုထိမ့်ချုပ်ပိုင်ဆိုင်နိုင်မှုအတွက်ကြိုးပမ်းအားထုတ်မှုတွေပဲဖြစ်ပါတယ်။တာလီဘန်တို့စတင်အကောင့်ထဲဖုံနေတဲ့စီမံကိန်းတွေကတခုဆိုရင်တချို့သောလိလာသူတွေကအာရှတိုက်တစ်ခုလုံးမှာအကြီးမားဆုံးသောအခြေခံအဆောက်အုံစီမံကိန်းများတွေကတခုဖြစ်တောင်းသတ်မှတ်ပြောဆိုနေကြပါတယ်။ဥပမာအားဖြင့် Coach Deber တူမြောင်ကြီးလိုမျိုးစီမံကိန်းကြီးတွေဟာအာဖဂန်နစ္စတန်ရဲ့အနာဂတ်ကိုပြောင်းလဲပေးနိုင်တဲ့အလားအလာရှိနေပါတယ်။ဒီလိုကြီးကြပ်ခမ်းနားတဲ့ဆောက်လုပ်ရေးလှုပ်ရှားမှုတွေအပြင် ကမ္ဘာအင်အားကြီးနိုင်ငံတွေဖြစ်တဲ့တရုတ်နိုင်ငံရဲ့အခမ်းကဏ္ဍဟာလည်းလျှို့ဝှက်ချက်မဟုတ်တော့ဘဲတိတာထင်ရှားလာပါတယ်။အာဖဂန်နစ္စတန်မှာရှိတဲ့လီဒီယန်၊ဂျင်းနီစတဲ့တန်ဖိုးကြီးတရံဇာတာတွေပေါ်တရုတ်ကမျက်စိကျနေတယ်ဆိုတာအားလုံးသိကြတဲ့အချက်ဖြစ်ပါတယ်။ဒါအပြင်အန်ဩစရာကောင်းတာကတရုတ်နိုင်ငံဟာဒေါ်လာဘီလီယံ60တန်ဖိုးရှိတဲ့စီးပွားရေးဈေးနှုန်းလမ်းမကြီးကိုအာဖဂန်နစ္စတန်နဲ့အထိတိုက်တဆိတ်တိုးချဲ့ချိတ်ဆက်ဖို့ကြိုးပမ်းနေခြင်းပဲဖြစ်ပါတယ်။ဒီချိတ်ဆက်မှုဟာအာဖဂန်နစ္စတန်ကို ဒေတာရင်းကုံသွေးရင်းနဲ့တယ်ယူပို့ဆောင်ရေးရဲ့အချက်အချာကြားတဲ့နေရာတစ်ခု ဖြစ်လာစေဖို့တာလီဘန်တို့ရဲ့ရည်မှန်းချက်ကိုအထောက်အကူပြုစေနိုင်ပါတယ်။ဒါပေမဲ့လည်းတရုတ်ရဲ့စီးပွားရေးပူးပေါင်းပါဝင်မှုကလီတီယန်2ဖို့ရေးလိုမျိုးအချို့သောကဏ္ဍတွေမှာတော့မျှော်မှန်းထားသလောက်အားတက်သရောမရှိသေးပဲရင်းနှီးမြှုပ်နှံမှုတွေဟာစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတယ်လို့လည်းသတင်းတွေကဖော်ပြနေပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဒီလိုအခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးနဲ့တရံသာဒထိန်းချုပ်ရေးကြိုးပမ်းမှုတွေဟာအာဖဂန်နစ္စတန်ရဲ့ဘူမိနိုင်ငံရေးမြေပုံကိုပြောင်းလဲပစ်ဖို့ ကြီးရဲတဲ့ကြီးမားတဲ့ကစားပွဲတစ်ပွဲရဲ့အစိတ်ပိုင်းတွေဖြစ်ကဘာကအာယုံဆိုင်စောင့်ကြည့်နေရပါတယ်။ပထမဆုံးအနေနဲ့အာဖဂန်နစ္စတန်မှာရှိတဲ့တာလီဘန်တို့ရဲ့ရေကိုထိန်းချုပ်ရန်ကြိုးပမ်းမှုရဲ့အဓိကအစိတ်ပိုင်းတစ်ခုစီကိုအနီးကပ်သွားရောက်ကြည့်ရှုရအောင်ပါ။ဒီစီမံကိန်းကတော့မြို့တော်ကာဘူးမှမြောက်ဘက်ကီလိုမီတာ400မိုင်250ခန့်အကွာမှာတည်ရှိပြီး6တွေ့တဲ့မြေနေရာတွေကိုဖြတ်တန်းဖောက်လုပ်နေတဲ့ Coach Deepa 2မြောင်းစီမံကိန်းကြီးပဲဖြစ်ပါတယ်။ ီ coach ဒီပါတူမြောင်ကြီးကိုတာမန်ဆောက်လို့ရေးလုပ်ငန်းတစ်ခုလို့သာမှတ်ယူလို့မရနိုင်ပါဘူး။ဒါဟာအာရှတိုက်မှာတီဆောက်နေတဲ့အကြီးအမားဆုံးလူလုပ်တူမြောင်ကြီးတဲ့ကတစ်ခုအဖြစ်သတ်မှတ်နိုင်ပါတယ်။တူမြောင်ရဲ့အကျယ်ဝန်းဟာအမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်ရဲ့နာမည်ကြီးရေပေးဝေရေးတူမြောင်များထက်တောင်ပုံမကျေပြတ်နေတယ်လို့ခန့်မှန်းရပါတယ်။ဒီမဟာစီမံကိန်းရဲ့ရေးပါမှုကဘာလဲဆိုရင်အာဖဂန်နစ္စတန်ရဲ့တပ်ရှိသွေးကြောဖြစ်တည်ရှိနေတဲ့အာမူဒါရီယာမြေရဲ့ရေစီးသမှုစုစုပေါင်းပမာဏရဲ့ 20ရာခိုင်နှုန်းအထိကိုလမ်းကြောင်းလွှဲပြောင်းပေးမှာဖြစ်ပါတယ်။ဒီရေတွေကိုနိုင်ငံမြောက်ပိုင်းမှာရှိတဲ့6သွေးပြီးစိုက်ပျိုးလို့မရနိုင်သေးတဲ့လွင်ပြင်တွေစီကိုပို့ဆောင်ပေးမှာပါ။စီမံကိန်းပြီးတက်သွားတဲ့အခါမှာဧကပေါင်း1.3တန်းဟတာ9သိန်းခွဲခန့်ရှိတဲ့လေယာဉ်မြေတွေကိုရေးပေးသွင်းနိုင်မှာဖြစ်ပါတယ်။ဒီမြေ area ပမာဏဟာအမေရိကန်နိုင်ငံရဲ့ Delaware ပြည်နယ်တစ်ခုလုံးထက်တောင် ပိုပြီးကြီးမာပါတယ်။ရာလတ်အနေနဲ့အာဖဂန်နစ္စတန်ရဲ့စိုက်ပျိုးမြေ area ဟာ၃ပုံ၃ပုံခန့်တိုးတက်လာဖို့ရှိနေပါတယ်။ လက်ရှိမှာတော့အလုံသမား6000ကျော်ဟာအေယာမမြေဒူးဇက်ကြီးတွေနဲ့တူကမ္ဘာအကြမ်းတမ်းဆုံးမြေပြင်အခြေအနေများတွေကတခုကိုနေမအားညမနာထွင်းဖောက်ကတူမြောင်းတည်ဆောက်မှုကိုအရှိန်ဟုန်မြင့်လှုပ်ဆောင်နေကြပါတယ်။ဒီစီမံကိန်းရဲ့ခံမှန်းကုန်ကြစိတ်ကအမေရိကန်ဒေါ်လာ684တန်းရှိပါတယ်။တာလီဘန်အစိုးရဖွဲ့ဟာသူတို့ရဲ့ကိုပိုင်ပန်းတာငွေတွေကဒေါ်လာတန်းတရာထပ်မံထည့်ဝင်ရင်းနှီးမြှုပ်နှံထားတယ်ဆိုတဲ့ချက်ကသူတို့အနေနဲ့အာဖဂန်နစ္စတန်ရဲ့စီးပွားရေးအခြေအနေကိုအသွင်ပြောင်းလဲပြဖို့ ဘလောက်ထိအလေးနက်ထားဆုံးဖြတ်ထားသလဲဆိုတာရှင်းရှင်းလင်းလင်းပြသနေပါတယ်။ဒါပေမဲ့လည်းဒီမဟာစီမံကိန်းဟာဘူမိနိုင်ငံရေးရာအငင်းပွားဝယ်ရာအခြေအနေတွေကိုဖန်တီးနေပါတယ်။အာမူဒါရီယာမြေကြီးကိုအဓိကမိခိုနေရတဲ့အိန္ဒိယနိုင်ငံတွေဖြစ်တဲ့ဥစ်ဘက်ကစ္စတန်နဲ့တာကမန်နစ္စတန်တို့ဟာကြီးမားတဲ့စိုးရိမ်ပူပန်မှုတွေရှိလာပါတယ်။သူတို့နိုင်ငံတွေရဲ့အဓိကပို့ကုန်ဖြစ်တဲ့ဝါကွန်ဆိုင်ခင်းများအတွက်လိုအပ်တဲ့မြေကြီးပမာဏတိတိတသားရော့ကျသွားမှာကိုစိုးရိမ်နေကြတာပါ။အာဖဂန်နစ္စတန်ဘက်ကမင်းတို့နှစ်သက်သည်ဖြစ်စေ မနှစ်သက်တည်ဖြစ်စေငါတို့နိုင်ငံအတွက်တတ်မှတ်ထားတဲ့ရေဝေစုကိုတော့ငါတို့ယူမှာပဲဆိုတဲ့သဘောထားမျိုးကို ပြသလာတာကြောင့်ဒေတာတွေမှာရေရင်းမြစ်ခွဲဝေသုံးဆွဲရေးဆိုင်ရာတင်းမာမှုများဟာတစထက်တစမြင့်တက်လာနေပါတယ်။ဒါဟာရေကိုထိန်းချုပ်တဲ့တာလီဘန်တို့ရဲ့မဟာဗျူဟာမြောက်ရည်မှန်းချက်ဟာဒေတာရင်းအင်ဒီဂျင်နိုင်ငံများနဲ့ဆက်ဆံရေးကိုလည်းဓာတ်ရိုက်တက်ရောက်မှုရှိနေတယ်ဆိုတာကိုပြသနေပါတယ်။တာလီဘန်တို့ရဲ့မဟာဗျူဟာမြောက်စီမံကိန်းများဟာနိုင်ငံတွင်းပြဿနာများအတွက်သာရည်ရွယ်လာမဟုတ်ဘဲ ိန္ဒိယနိုင်ငံများအပေါ်ဩဇာအာဏာလွှမ်းမိုးနိုင်ရန်အတွက်လည်းအဓိကထားတည်ဆောက်နေတာကိုတွေ့ရပါတယ်။ဒီနေရာမှာရေဟာသူတို့ရဲ့အင်အားအကြီးဆုံးနိုင်ငံရေးလက်နက်တစ်ခုအဖြစ်ပေါ်ထွက်လာပါတယ်။ကို့စတီဘာတူမြောင်းကြီးတို့မျိုးမဟာစီမံကိန်းတွေအပြင်တာလီဘန်ဆိုရဟာနိုင်ငံအနှံ့ပြားမှာရေကာတာအများပြားကိုလည်းအချိန်ဟုန်မပြတ်တည်ဆောက်နေပါတယ်။ထင်ရှားတဲ့ဥပမာတစ်ခုကတော့အီရန်နိုင်ငံရဲ့ရေပိုင်ခွင့်တွေကိုပတ်သက်ပြီးတင်းမာတဲ့အငင်းပွားမှုတွေဖြစ်ပေါ်နေတဲ့အချိန်မှာတော့ ဘက်ရှာဘတ်ရေကာတာတိဆောင်ရေးကိုဆက်လက်လှုပ်ဆောင်သွားမယ်လို့အတီလင်းကြေညာခဲ့ခြင်းပဲဖြစ်ပါတယ်။ဒီလောက်ရဟာတာလီဘန်တို့ပေးကျင်တဲ့တရင်စကားကိုရှင်းလင်းစွာဖော်ပြနေပါတယ်။အဲ့ဒါကတော့အာဖဂန်နစ္စတန်ဟာသူတို့ရဲ့ရေအရင်းမြစ်ကိုအပြည့်အဝထိန်းချုပ်ထားပြီးသူတို့လိုချင်တဲ့ project တိုင်းကိုဘသူ့ကိုမှဂရုမစိုက်ပဲဆက်လက်တိဆောက်သွားမယ်ဆိုတဲ့ရည်ရွယ်ချက်ကိုပြသနေရပဲဖြစ်ပါတယ်။ရေကာတာတွေကနေရေအားလျှက်စစ်ကိုထုတ်လုပ်နိုင်တဲ့အတွက်ပြည်ပနိုင်ငံများစီကနေစွမ်းအင်တွင်သိမှုကိုတိတိတတ်တာရှော့ချနိုင်မှာဖြစ်ပါတယ်။ ဒါဟာအာဖဂန်နစ္စတန်နိုင်ငံရဲ့စွမ်းအင်လုံလောင်ရေးနဲ့ဖူလောင်ရေးကိုအဓိကအထောက်အကူပြုစေမှာဖြစ်ပါတယ်။စိုက်ပျိုးရေးလုပ်ငန်းများအတွက်လိုအပ်တဲ့ရေကိုပုံမှန်နဲ့ယုံကြည်စိတ်ချသွားပေးဝင်နိုင်ခြင်းအဖြစ်တာလီဘန်တို့ရဲ့စားနပ်ရိက္ခာဖူလောင်ရေးအတွက်ကိုအားကိုကိုလိုတဲ့ရည်မှန်းချက်ကိုအောင်မြင်စေဖို့အထောက်ပံ့ဖြစ်စေပါတယ်။လေယာဉ်မြေများပုံမစိုက်ပျိုးနိုင်ခြင်းဟာပြည်ရင်းစည်းဝါးရေးကိုလည်းတိုးတက်စေမှာဖြစ်ပါတယ်။အရေးကြီးဆုံးကတော့မြေအောက်ပိုင်းမှာတည်ရှိနေတဲ့အိန္ဒိယနိုင်ငံတွေဟာသူတို့ရဲ့စိုက်ပျိုးရေးနဲ့လူနေမှုဘဝအတွက် အာဖဂန်နစ္စတန်ရဲ့ရေရင်းမြစ်များပေါ်မှာပိုပြီးမှီခိုလာရမှာဖြစ်ပါတယ်။ဒီအခြေအနေဟာတာလီဘန်တို့အတွက်နိုင်ငံတကာဆက်ဆံရေးများမှာအထူးသဖြင့်ဒေတာရင်းဆွေးနွေးပွဲတွေမှာနိုင်ငံရေးအရာဩဇာအာဏာသုံးပြီးညှိနှိုင်းနိုင်စွမ်းကိုတိတိတတ်တာမြင့်တင်ပေးမယ့်အခွင့်အရေးတစ်ခုဖြစ်လာစေပါတယ်။ဒီလိုနဲ့တာလီဘန်တို့ဟာရိုးရှင်းတဲ့တိဆောက်ရေးလုပ်ငန်းတွေကိုဘူမိနိုင်ငံရေးအရာမဟာပြူဟာကြတဲ့ထိန်းချုပ်မှုဆိုင်ရာကိရိယာများဖြစ်သူအသွင်ပြောင်းလဲအသုံးပြုနေတာကိုထင်ရှားစွာတွေ့မြင်ရပါတယ်။ပိုပြီးမှတ်သားစရာကောင်းတာကတော့ အရင်အမေရိကန်ကြောထောက်နောက်ခံပြုအစိုးရလက်ထက်ကလိုအကူအညီငွေဘီလီယံချီအလွဲသုံးသားလုပ်မှုတွေနဲ့နာမည်ပြတ်ခဲ့တဲ့အခြေအနေမျိုးမရှိဘဲတာလီဘန်တို့ဟာဒီစီမံကိန်းတွေမှာအချင်းပြတ်ချစားမှုတွေကိုတိတိတသားရှင်းလင်းနိုင်ခဲ့တယ်လို့သတင်းတွေကဆိုပါတယ်။ဆယ်သုနှစ်များစွာခြေကန်အဆောက်အုံစီမံကိန်းတွေကိုဒုက္ခပေးခဲ့တဲ့ချစားမှုတွေကိုသူတို့ထိရောက်စွာရှော့ချနိုင်ခဲ့ပြီးစီမံကိန်းတွေကိုအမှန်တကယ်ပြီးစီးအောင်အကောင့်ထဲပုံနေတာကိုတွေ့ရပါတယ်။လျှက်စင်တူမြောင်ရေကာတာတွေပြင် တာလီဗန်တို့ဟာသူတို့ရဲ့မျိုးပြလူနေမှုဘဝကိုပါအဆင့်မြင့်တင်ဖို့ကြိုးစားနေပါတယ်။အဲ့ဒါကတော့ကပ်ဘူးမျိုးတဲ့စီမံကိန်းပါပဲ။ဒါဟာနောက်ထပ်ဆောက်လုပ်ရေးစီမံကိန်းတစ်ခုဆိုတာထက်အာဖဂန်နစ္စတန်ရဲ့အနာဂတ်ကိုလုံးဝပုံစံသင့်တဲ့ပြန်လည်ပုံဖော်ဖို့ကြိုးစားမှုတစ်ခုဖြစ်ပါတယ်။ဒီမျိုးပြဖွံ့ဖြိုးရေးစီမံကိန်းကြီးဟာ922စတူယန်ကီလိုမီတာကျယ်ဝန်းပြီးလက်ရှိကပ်ဘူးမျိုးရဲ့တစဝဲနီးပါးရှိပါတယ်။တာလီဗန်တို့ဟာလူဦးရေ1.3တန်းကနေ3တန်းကြားနေထိုင်နိုင်မယ်။ လူလူနေအိမ်ခန်းပေါင်း2သိန်းခွဲကိုတိစောက်ဖို့ရည်ရထားပါတယ်။ဒါဟာလက်ရှိကာဘူးမျိုးရဲ့လူဦးရေထူထပ်မှုပြဿနာကိုဖြေရှင်းပေးမယ့်ခင်မီမျိုးတော်တစ်ခုဖြစ်လာမှာပါ။အဆင့်တက်မှာဆိုရင်အပိုင်း206ပိုင်းခွဲပြီးတိစောက်မှာဖြစ်ပါတယ်။ရွှေမျိုးတော်လို့ခေါ်တဲ့အပိုင်းမှာဟက်တာ382ကျယ်ဝန်းတဲ့မြေပေါ်မှာလူဦးရေ2300တွက်အင်ယာ4200ကိုတိစောက်မှာပါ။2023ခုနှစ်ဩဂုတ်လမှာ Parcel B အပိုင်းကိုပြန်လည်စတင်ခဲ့ပြီးလူဦးရေ4000တွက်အင်ယာ6600ကိုတိစောက်နေပါတယ်။ 2024ခုနှစ်နောက်ပိုင်းမှာတော့ parcel 2.6ကိုဒေါ်လာ300ရင်းနှီးမြှုပ်နှံပြီးလူဦးရေ3300တွက်အိမ်ယာ9200ကိုဆက်လက်တည်ဆောက်ခဲ့ပါတယ်။ဒါပေမဲ့ဒီစီမံကိန်းဟာအိမ်ယာတသက်ပဲမဟုတ်ပါဘူး။တက္ကသိုလ်တွေ၊စေကန်းတွေ၊ shopping center တွေ၊စိမ့်လန်းနဲ့ပန်းခြံတွေအပြင်ကျောင်းဆေးရုံ၊လျှက်စစ်၊ရေပေးဝေရေးစနစ်တွေလိုခင်မီအခြေခံအဆောက်အအုံတွေနဲ့ပြည်စုံတဲ့မြို့တော်တစ်ခုကိုတာလီဘန်တို့ကပုံဖော်ထားပါတယ်။နှစ်30ကြာမြင့်မဲ့ဒီစီမံကိန်းကြီးပြီးသွားရင် ဒါဟာအာရှတိုက်ရဲ့အကြီးမားဆုံးစီမံကိန်းတိုးချဲ့မြို့တော်တွေကတစ်ခုဖြစ်လာပြီးအာဖဂန်နစ္စတန်ရဲ့မြို့ပြမြင်ကွင်းကိုထာဝရပြောင်းလဲပြင်မှာဖြစ်ပါတယ်။တာလီဘန်တွေဟာပထဝီဝင်နိုင်ငံရေးကိုလူအများထင်တာထက်ပိုနားလဲကြပါတယ်။အာဖဂန်နစ္စတန်ဟာကမ္ဘာအရေးကြီးဆုံးကုန်သွယ်ရေးလမ်းကြောင်းတွေရဲ့အလဲပဟုမှာတည်ရှိနေပြီးဒီအခွင့်အရေးကိုအသုံးချဖို့အခြေခံအဆောက်အအုံတွေကိုတည်ဆောက်နေပါတယ်။၂025ခုနှစ်မေလမှာတရုတ်ပါကစ္စတန်နဲ့တာလီဘန်တို့ဟာဒေါ်လာဘီလီယံ60တန်ဖိုးရှိတဲ့ CPEC စီမံကိန်းကို အာဖဂန်နစ္စတန်နဲ့ထိတိုးချဲ့ဖို့၃ဘွဲ့ဆိုင်သဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။ဒါဟာတရုတ်နိုင်ငံရဲ့ရှင်ချမ်းပြည်နယ်ကနေပါကစ္စတန်ကိုဖျက်ပြီးအာဖဂန်နစ္စတန်စီဓာတ်ရိုက်ဆုတ်သွယ်မှုတစ်ခုဖန်တီးပေးမှာဖြစ်လို့တရုတ်တို့ဗဟုအာရှစည်းကွက်နဲ့အာဖဂန်ရဲ့တင်ရန်သာဒတွေကိုလက်လန်းမိနေမှာဖြစ်ပါတယ်။ဒေါ်လာ၄.၈ဘီလီယံတန်ဖိုးရှိတဲ့ဒီ953ကီလိုမီတာရှည်လျားတဲ့ရထားလမ်းဟာဥစ်ဘက်ကစ္စတန်ကနေအာဖဂန်နစ္စတန်ကိုဖျက်ပြီးပါကစ္စတန်စီဆက်သွယ်ပေးမှာပါ။ ဒီရထားလမ်းကြောင်းကုန်စီတည်ယူပို့ဆောင်ခြင်းဟာရက်ပေါင်း35ရက်ကနေ၄ရက်အထိအမခန်းရောကြသွားမှာဖြစ်ပါတယ်။2025ခုနှစ်မှာစတင်တည်ဆောက်မဲ့ဒီစီမံကိန်းအတွက်တံတားပေါင်း300ကျော်နဲ့ဥမင်ကြီး5ခုကိုကမ္ဘာအကြမ်းတမ်းဆုံးတောင်တန်းတွေကြမှာဖောက်လို့ရမှာပါ။အာဖဂန်နစ္စတန်နဲ့အီရန်ကိုဆက်သွယ်ပေးတဲ့ဒီရထားလမ်းဟာ2023ခုနှစ်မှာစတင်လည်ပတ်ခဲ့ပြီးဖြစ်ပါတယ်။ဒါဟာအာဖဂန်နစ္စတန်ကိုအီရန်ရဲ့စိတ်ကမ်းတွေတဆင့်ကမ္ဘာရေကြောင်းကုန်သွယ်ရေးကွန်ရက်တွေနဲ့ချိတ်ဆက်ပေးလိုက်တာပါပဲ။တာလီဘန်တွေရဲ့လှုပ်ဆောင်ချက်တွေက မင်းတို့ငါတို့အစိုးရကိုအတိအမှတ်မပြုကျင်နေပါဒါပေမဲ့ငါတို့ရဲ့ပထဝီဝင်အနေထားကိုတော့လျှစ်လျူရှုလို့မရဘူးဆိုတဲ့သတင်းစကားကိုရှင်းရှင်းလင်းလင်းပါလိုက်တာပါပဲနောက်ထပ်လည်းလွန်ခဲ့တဲ့နှစ်20လောက်ကလေးကစတင်ခဲ့ပေမဲ့စီမံကိန်းစစ်မှာပဲရပ်တန့်နေခဲ့တဲ့ TAPI pipeline စီမံကိန်းကိုတာလီဘန်တို့ကပြန်လည်အသက်သွင်းလိုက်ပါတယ် TAPI ဆိုတာကတော့ Turkmenistan, Afghanistan, Pakistan နဲ့အိန္ဒိယတို့ကိုကိုးစားပြုပြီးဒီနိုင်ငံလေးနိုင်ငံကိုဖြတ်သန်းမဲ့တဘာဝဓာတ်ငွေ pipeline ကြီးတစ်ခုဖြစ်ပါတယ် နေ့စဉ်တဘာဝတန်ငွေကုဗမီတာ33ဘီလီယံကိုပို့လွှတ်နိုင်ဖို့ဒီဇိုင်းထုတ်ထားပါတယ်။အန်အားသင့်စရာကတော့2024ခုနှစ်စက်တင်ဘာလမှာတာလီဘန်တို့ဟာဘသူမှမျှော်လင့်မထားတဲ့အလုပ်တစ်ခုကိုလုပ်ခဲ့ပါတယ်။အဲဒါကတော့ဒေါ်လာ30ဘီလီယံတန်ဖိုးရှိတဲ့ဒီပိုက်လိုင်းစီမံကိန်းရဲ့အာဖဂန်နစ္စတန်အပိုင်းကိုပြန်လည်စတင်တည်ဆောက်လိုက်တာပါပဲ။ဒီပိုက်လိုင်းဟာကီလိုမီတာ1821ရှေ့လျာပြီးအာဖဂန်နစ္စတန်ရဲ့မတည်ငြိမ်သောဒေသချို့ကိုဖြတ်သန်းသွားမှာပါ။စီမံကိန်းပြီးသွားရင်အာဖဂန်နစ္စတန်အတွက် နှစ်စဉ်ဝင်ငွေဒေါ်လာ1ဘီလီယံနီးပါးရရှိစေမှာဖြစ်ပြီးအလုတ်ကိုင်းထောင်ပေါင်းများစွာကိုလည်းဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။နောက်ထပ် CASA 1000လို့လူသိများတဲ့ဒီဒေါ်လာ1.2ဘီလီယံတန်စီမံကိန်းဟာကာဂျစ်စတန်နဲ့တာဂျီကစ္စတန်ကရေအားလျှက်စစ်တွေကိုအာဖဂန်နစ္စတန်ကနေတဆင့်ပါကစ္စတန်စီပို့ဆောင်ပေးမှာဖြစ်ပါတယ်။ဗဟိုအာရှနိုင်ငံတွေမှာရေရင်းမြစ်ပေါ်များတဲ့တောင်တန်းကြီးတွေရှိလို့ရေအားလျှက်စစ်တွေအရှံဘယ်ထွက်နေပေမဲ့လူဦးရေနေပါပါတယ်။ တဖက်မှာတော့ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တို့ဟာကြီးထွားလာတဲ့မြို့ပြတွေနဲ့စစ်မှုလုပ်ငန်းတွေအတွက်လျှက်စစ်တအားအပြင်းထန်လိုအပ်နေပါတယ်။ CASA 1000ဟာလျှက်စစ်တအားမဂါဝတ်1300ပို့လွှတ်ပေးမှာဖြစ်ပြီးအာဖဂန်နစ္စတန်ကမဂါဝတ်300ကိုကိုယ်တိုင်သုံးစွဲခွင့်ရမှာဖြစ်ကာကျန်မဂါဝတ်1000ကိုပါကစ္စတန်စီဆက်လက်ပို့ဆောင်မှာဖြစ်ပါတယ်။ဒီစီမံကိန်းရဲ့လှည့်ပြောင်းကတော့ကမ္ဘာ့ဘဏ်ကတာလီဘန်အစိုးရကိုတရားဝင်အသိအမှတ်မပြုပေမဲ့2024ခုနှစ်မှာဒီစီမံကိန်းကိုပြန်လည်စတင်ဖို့ခွင့်ပြုခဲ့တာပါပဲ။ တာလီဘန်တို့ဟာငွေကြေးကိုတိုက်ရိုက်မကင်တွယ်ရပေမဲ့ဒီအခြေခံအဆောက်အုံကြီးကနေရရှိမဲ့စီးပွားရေးအကျိုးမြတ်တွေကိုတော့အပြည့်အဝခံစားရမှာဖြစ်ပါတယ်။အာဖဂန်နစ္စတန်ရဲ့အကြီးမားဆုံးအားသာချက်ကတော့မြေအောက်မှာဖွက်ထားတဲ့ဒေါ်လာထရီလီယံနဲ့ချီတဲ့သင်္ကန်းဇာတာတွေပါပဲ။လျှက်စစ်ကားဘက်ထရီတွေအတွက်လစ်သီယမ်၊အီလက်ထရောနစ်ပစ္စည်းတွေအတွက်ဂျီနီ၊စမတ်ဖုန်းတွေအတွက်ရှားပါသတ္တုတွေပါဝင်အဖိုးတန်သင်္ကန်းဇာတာတွေအများအများရှိနေပါတယ်။တာလီဘန်တို့ဟာဒီအချက်ကိုကောင်းကောင်းသိပြီးတူးဖော်ရေးလုပ်ငန်းတွေကိုအမြန်ဆုံးစတင်ဖို့ကြိုးစားနေပါတယ်။ အထင်ရှားဆုံးဥပမာကတော့ကျင်းနီစီမံကိန်းပါပဲတရုတ်နိုင်ငံဟာဒီနေရာမှာတပ်ထုဒူးဖော်ကင်ကို15နှစ်ကြာရရှိထားပြီး2024ခုနှစ်ဇူလိုင်လမှာတော့ဒူးဖော်ရေးလုပ်ငန်းတွေကိုတရားဝင်စတင်နိုင်ခဲ့ပါတယ်ဒီတစ်ချိန်မှာတော့အရင်အစိုးရတွေမပေးနိုင်ခဲ့တဲ့လုံခြုံရေးနဲ့တည်ငြိမ်မှုကိုတာလီဘန်တို့ကအာမခံပေးထားတာကြောင့်အရင်အချိန်တွေနဲ့မတူဘဲအမှန်တကယ်အလုတ်ဖြစ်လာမယ့်ပုံပေါ်နေပါတယ်ကမ္ဘာ့ဗန်ရဲ့အစီရင်ခံစာရေးရာတာလီဘန်တို့ဟာ2022ခုနှစ်အခွန်ဝင်ငွေဒေါ်လာ1.54ဘီလီယံရရှိခဲ့ပြီး အများစုဟာတပ်ထုတူးဖော်ရေးနဲ့ပြန်လည်တိဆောက်ရေးလုပ်ငန်းတွေကနေရရှိတာဖြစ်ပါတယ်။စိတ်ဝင်စားစရာအကောင်းဆုံးကတော့တာလီဘန်တို့ဟာဒီတပ်ထုတူးဖော်ရေးကရတဲ့ဝင်ငွေတွေကိုတခြားအခြေခံအဆောက်အုံစီမံကိန်းတွေအတွက်ပြန်လည်အသုံးပြုနေတာပါပဲ။ဒီတန်တရာလေပတ်မှုရဲ့တပ်တွေတစ်ခုကတော့ SLAN ဥမင်လှိုင်းကောင်းပြန်လည်တိဆောက်ရေးပါပဲ။ပင်လယ်ရေမျက်နှာပြင်အထက်ပေ1100အမြင့်မှာတည်ရှိတဲ့ဒီဥမင်ဟာနိုင်ငံရဲ့မြောက်ပိုင်းနဲ့တောင်ပိုင်းကိုဆက်သွယ်ပေးထားတဲ့အသက်သွေးကြောတစ်ခုဖြစ်ပေမဲ့တစ်ချိန်တည်းမှာပဲတေမင်းတမန်လန်းလို့နာမည်ဆိုးနဲ့ကြော်ကြားခဲ့ပါတယ်။ 1964ခုနှစ်ကဆိုဗီယက်တို့တိစောက်ခဲ့တဲ့ဒီ2.8ကီလိုမီတာရှည်တဲ့ဥမင်ဟာလေဝင်လေထွက်စနစ်တွေပြက်စီးနေလို့အစိမ့်ငွေတွေနဲ့ပြည့်နေပြီးအချိန်မရွေးပြိုကျနိုင်တဲ့အန်ဒီယန်နဲ့ရင်ဆိုင်နေရပါတယ်။နေ့စဉ်ကားစီး2000တွာလာဖို့ပဲဒီဇိုင်းထုတ်ထားပေမဲ့အခုချိန်မှာအစီး9000ထိပြတ်တန်းသွားလာနေရပါတယ်။1982ခုနှစ်မှာဆိုရင်ရင်တိုင်းမှုတွေကနေမီးလောင်ပေါက်ကွဲမှုတွေဖြစ်ပြီးလူ2000ထိတေဆုံးခဲ့တဲ့ကမ္ဘာသမိုင်းတစ်လျှောက်အဆိုးရွားဆုံးလမ်းမတော်တဆမှုကြီးဖြစ်ပွားခဲ့ပါတယ်။ ဒါပေမဲ့2023ခုနှစ်ဒီဇင်ဘာလမှာတော့တာလီဘန်ရာရှိတွေကဒီဥမင်ကိုလုံးဝပြန်လဲတိဆောက်ပြီးသည့်ဖြစ်ကြောင်းကြေညာလိုက်တဲ့အခါလူတိုင်းအံ့အားသင့်ခဲ့ရပါတယ်။သူတို့ဟာအာဖဂန်နစ္စတန်ရဲ့တနစ်စာအခွန်ဝင်ငွေစုစုပေါင်းရဲ့၄ဘုံတဘုံလောက်ရှိတဲ့ဒေါ်လာတန်တရာကိုကိုယ်ဗန်နာငွေနဲ့ကိုအသုံးပြုပြီးပြုပြင်ခဲ့တာပါ။ဒီလိုရက်တွေအလုံးကတာလီဘန်တို့ဟာမဟာစီမံကိန်းကြီးတွေကိုတိဆောက်ဖို့ဘလောက်အလေးနက်ထားတယ်လဲဆိုတာကိုပြသနေပါတယ်။သူတို့ဟာစစ်ဘက်ဆိုင်ရာအဖွဲ့အစည်းတစ်ခုအဖြစ်ကနေ နိုင်ငံတော်ကိုတိဆောက်အုပ်ချုပ်တဲ့အစိုးရတရက်ဖြစ်အသွင်ပြောင်းဖို့ကြိုးစားနေပါတယ်။သူတို့ရဲ့မဟာဗျူဟာက ရှင်းပါတယ်။ရေ၊စွမ်းအင်၊ကုန်သွယ်ရေးလမ်းကြောင်းနဲ့တယံသာဓာတွေကိုထိန်းချုပ်ခြင်းဖြင့်စီးပွားရေးရကိုချလောက်ပေါ်ကိုရပ်တည်ပြီးဒေတာရင်းမှာဩဇာအာဏာရှိတဲ့နိုင်ငံတစ်ခုဖြစ်အောင်တိဆောက်ဖို့ပါပဲ။ဒီစီမံကိန်းတွေဟာအောင်မြင်သွားခဲ့ရင်တော့အာဖဂန်နစ္စတန်နဲ့စီးပွားရေးနဲ့ဒေတာရင်းဩဇာလွှမ်းမိုးမှုကိုအကြီးအကျယ်ပြောင်းလဲသွားစီမှာသိကြပါတယ်။သူတို့အောင်မြင်မလားကြာရှုံးမလားဆိုတာကတော့ အာဖဂန်နစ္စတန်တခုတည်းရဲ့အနာဂတ်ကိုသာမကဒေသတစ်ခုလုံးရဲ့အနာဂတ်ကိုပါပုံဖော်ပေးသွားမှာဖြစ်တယ်ဆိုတာကတော့အငင်းပွားဝယ်ရမှာရှိပါဘူး။ကဘာကြီးကသူတို့ကိုအစိုးရဖြစ်အတိအမှတ်မပြုတ်သေးပေမဲ့သူတို့ရဲ့ကွန်ကရစ်တမဏိနဲ့ရေပေါ်မှာတိဆောက်နေတဲ့လက်တွေလောက်ရက်တွေကိုတော့ရက်ွယ်ပြုတ်ထားလို့မရနိုင်တော့ပါဘူးခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။